ဒီနေ့ပြောမှာကတော့တပမင်္ဂလာချိုချမ်းစွာကြင်ကြံနေတိုင်းချင်းမင်္ဂလာလောကီအာယုံစိတ်ရမှုလို့အပြောမကျူးနဲ့ချိုချမ်းလေးတဲ့ဒီတပမင်္ဂလာရောက်တဲ့အခါမှာကတော့တဲ့ညာတော်အားဖြင့်လောကုတ္တရာဘိုင်းကြင်ကြံရေးဘိုင်းကိုရောက်သွားပြီ လောကီဘုဒ္ဓဇင်ကာမဘုံသားတွေမှာကတော့မိသားစုဘဝစီးပွားရေးလူမှုရေးနဲ့နေရတဲ့ခါကြတော့ဒီတပ္ပမင်္ဂလာကိုဖြည့်ကျင့်မှုအချိန်ပြည့်မစွမ်းနိုင်ပြီမဲ့တဲ့တတိနဲ့နေမဲ့ဆိုရင်ဒါအရိယာသူတော်စင်နဲ့လမ်းကိုရောက်သွားပါမယ်ဘလို့ချွတ်ချမ်းစွာကျင့်မလဲဆိုတော့ စိတ်ဆိုးတဲ့တကားတပေါက်ကိုလိန်အောင်ထိမ့်ပါတဲ့စိတ်ဒီစိတ်ကလေးကိုထိမ့်နိုင်တယ်ဆိုရင်တဲ့ဒါအရိယာသူတို့စင်တို့လမ်းကိုခြောက်သွားတဲ့တပတ်လမ်းကိုရောက်ပါပြီဒီမှာတဆင့်ဘလို့စိတ်ကိုထိမ့်မလဲဆိုတော့တကား6ပေါက်ကိုလိန်အောင်လုံအောင်ထိမ့်ဒီစကား6ပေါက်ကလုံးဝပိတ်ထားလို့တော့မရဘူးဒီတကား6ပေါက်မှာဝင်လာတိုင်းဝင်လာတိုင်းနဲ့အတိ ဉာဏ်ပညာဖြင့်မြင်အောင်ကြည့်မျက်စိမြင်တော့တက်မတဲ့ဆွဲလန်းနေဒါကိုတတိနဲ့မြင်အောင်ကြည့်နာကြတော့တက်မတဲ့ဆွဲလန်းနေဒါကိုတတိဉာဏ်ပညာဖြင့်နားထောင်ကာနာတဲ့အနံ့လေးတွေကောင်းတော့တက်မတဲ့ဆွဲလန်းနေဒါကိုလည်းတတိဖြင့်ဉာဏ်ပညာဖြင့်မြင်အောင်ကြည့် စိဝါတဲ့အစာအဟာရစားတဲ့ခါတိုင်းလေကောင်းနာမကောင်းနာ အမမထားတော့လေအာရာဖြစ်ဖို့စားကာယတဲ့ကိုကကိုနဲ့တွေ့ထီတဲ့ခါလေးပဲตาရတာမตาရတာဘာမှအာယုံမှမထားပဲနဲ့တတိနဲ့မြင်အောင်ကြည့်စိတ်မိမိစိတ်ကလေးမှာဖြစ်လာတိုင်းအတွင်းမှာပေါ်လာတိုင်းကောင်းနာမကောင်းနာကိုခွဲကြတော့နဲ့ ်တတိဖြင့်ဉာဏ်ဖြင့်ခွဲခြားသည်နည်းတဲ့တပ္ပမင်္ဂလာဖြစ်ပါれအရိယာဆိုတာတာမန်ပုထုဇဉ်လိုလိုပဲတဲ့เนาะဘာမှမထူရှားဘူးတလူကြင့်ကြံခြင်းအဖြစ်နဲ့ခွဲခြားသွားတာပုထုဇဉ်အရိယာဒီလမ်းကိုရောက်ပြီဆိုရင်သောတာပန်တဂါရဂံနာဂံယန္တာဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့နိဗ္ဗာန်ချမ်းသာကိုတပ္ပမင်္ဂလာဖြင့် 有事嘛？不如别说、嗯、别的。